မိဘမဲ့စပေးဆောင်ကလေးတွေပညာသင်ကြားနေတဲ့ထိဘောက်ကောင်မူလာတန်းကျောင်းအတွက်ကျောင်းဆောင်တွေတိစောက်ဖို့ခက်ခဲရှိနေတယ်လို့သိရပါတယ်။အုတ်သေးကြောက်တစ်တော့ကဆာလို့လိုအပ်တာတွေအများပြားရှိနေပြီးစစ်ဆောင်ကလေးတွေအတွက်ကူညီပေးကြဖို့နဲ့လူရှင်တွေကိုဖိတ်ခေါ်တယ်လို့ APEPC ရဲ့တာဝန်ခံကိုအောင်ကပြောပါတယ်။ကျောင်းဆောင်တိစောက်ဖို့ဆိုလို့ရင်ကျွန်တော်တက်တေလိုတယ်တက်လိုတယ်တွတ်တေတက်တွေပြီးွားလို့စဉ်အဆအဆုံးပေါ့နော်ကလေးတွေအတွက်အေးချမ်းချမ်းလေးစတင်ပြီးဖို့အတွက်အဲ့ဒီအားတွေအဓိကလိုရတဲ့ ျွန်တော်တို့တော့တဲ့ပြောရင်တဲ့ဗီလန်မီကြောက်အဲ့ဒါတွေကအဓိကလိုအပ်နေတယ်ပေါ့နော်အခုကစာတင်ကြောင်းចောင်းဆောင်ပေါ့နော်အခုကျွန်တော်တို့လောက်မဲ့ဒီចောင်းဆောင်ရေး PC သွားပြီးဆိုအ ਨੇ ဆုံးចောင်းသောဥယေခလေး100နီးပါးလောက်တော့ဆက်မယ်သူငယ်ရန်နေပြီးတော့6တန်ထိပေါ့နော်အဓိကအဲ့သူငယ်ရန်နေပြီးတော့6တန်ထိចောင်းသောဥယေတရအရောက်100လောက်တော့ဆက်မယ် ဆရာဆရာမတွေတွက်လဲအဲ့ဒီအစင်ကိုအစင်ပြေတယ်ပေါ့နော်ဒီကလေးတွေစတင်ပေးဖို့အတွက်နေရာထိုင်ခင်းမှာလုံလုံခြုံခြုံရှိသွားပြီဆိုရင်ဆရာဆရာမတွေလည်းစိတ်ပူစရာမရှိတော့ဘူးစတင်ဖို့အတွက်ဘဲသူတို့အစင်ပြေသွားတယ်ပေါ့နော်နေရာထိုင်ခင်းတစ်ခုအစင်ပြေဖို့ဆိုတာအရန်ခက်ခဲတယ်လေဒီစဒီလေရင်ပြန်နေပါလေကြောက်ပြန်တော့လည်းတိတ်မဆိုးရင်ရတော့ဘူးပေါ့နော်ဒီထိုင်းနဲ့ မြန်မာနေဆက်မြင်းလေးနားနဲ့ကပ်ရက်ဖြစ်သွားတဲ့အတွက်သူတို့တော့ပို့ပြီးတော့ဆေးဖြစ်သွားတယ်ပေါ့အဲလိုဆေးဖြစ်အောင်လို့လည်းကျွန်တော်တို့အကောင်းဆုံးတော့စူးစမ်းနေတယ်ပေါ့နော်ဒီကြောင်ဆောင်တဲ့ဟာလာမယ့်2025-2026စာသင်နှစ်အမီပြီးသွားမယ်ဆိုရင်ဆစ်ဆောင်ကလေးအနည်းဆုံး100ဝန်းကျင်ဟာလုံလုံခြုံခြုံနဲ့အေးအေးဆေးဆေးပညာသင်ကြားနိုင်မှာဖြစ်တယ်လို့သိရပါဗျ။ တိုက်ပွဲတွေကြောင့်စစ်ပီးရှောင်းတွေတစားတစားပုံမှုများပြလာပြီးစစ်ရှောင်းကလေးတွေရဲ့လွတ်လပ်စွာပညာသင်ကြားခွင့်တွေဟာလည်းဆုံးရှုံးမှုတွေဖြစ်လာနေတာကိုတွေ့ရပါတယ်။စစ်ပီးရှောင်းကလေးတွေဟာပညာရေးသာမကကျန်းမာရေးစာဝန်တွေရေးတို့မှာပါအမှတ်ကံချက်ရှိမနေဘူးလို့ကလေးငယ်အခွင့်အရေးလှူရှားသူကိုမင်းမင်းကပြောပါတယ်။အာစစ်ဖြစ်တဲ့ကာလဖြစ်တဲ့ခါကျတော့ဒီရရဒီသားတွေပါလူတွေဟိုလူလူတွေမနေနိုင်ကြတော့နေဖို့အဆင်ပြေတော့ကြီးရနှွားရတော့ဗောနော်။ ဆိုတော့အဓိကအပြည့်အဲ့လိုလူကြီးကြီးပြီးတဲ့အခါမှာလူကြီးကြီးကတော့ဟိုနည်းနည်းပြီးနေလာနိုင်တဲ့အခါကျတော့နည်းနည်းဟိုလောက်ကန်စားတော့ရှာတော့အကြီးအကြီးလည်းကြီးတော့လေနည်းနည်းအရွာမှာရွာပတ်ဝန်းကျင်မှာပဲသူတို့ခုတ်လို့ရတယ်အဓိကလည်းခလေးတက်ငယ်တွေပေါ့နော်ခလေးတက်ငယ်တွေကတော့တိုက်ပွဲနဲ့ကင်းလို့တဲ့ဒီနေဇက်နေရာတွေဟိုဟိုဥပကံဒီဘက်ကအဓိကနေဇက်နေရာအနေကြဲနေရာပို့ထားကြတော့ပါဆိုတော့အဓိကပြချုပ်ပြောမယ်ဆိုလို့ရှိရင်ဒီတိုက်ပွဲဒီကာလာပါဆိုရှင်ခလေးတွေရဲ့ ကျမလေးအဘကံရမရှိဟိုနေထိုင်မှုစာရေးတော့ရတော့လည်းအဘကံရမရှိဒီနေ့တော့လည်းအဘကံရမရှိဆိုတော့ခုဆိုရင်နေနေကြောအာကာလာရောက်လာပြီပေါ့နော်အာလူကြီးတွေပါလေပေါ့ခလေးတွေပါအဲ့ခကြဲကြုံနေရနောက်ပြီးတော့ရှိသူတို့တွေကဒီသားစုနဲ့ခွဲပြီးတော့ဒီနေရတယ်ဒီမှကြတော့ခါကြတော့ဒီဝန်စာတက်ရွာသားပါပဲအာအာဒီအခြေအနေကြည့်ပြီးတော့ခုကပ်ပြီးတော့နေနေရတယ်ခလေးတွေကြတော့တိုက်ပွဲလွတ်ရအောင်ဟိုဟိုသွားပြီးတော့ထားတယ်အဲ့ဒီမှာ စေနာဝင်တဲ့မရှင်ဆရာဆရာမတွေနောက်ပြီးတော့တာဝန်ရှိဆရာမတွေနောက် CBN ဆရာမတွေရတဲ့အကလေးကိုရှိရှိဆောက်ရှောက်ပြီးတော့စာဝင်းနေရေးပညာရေးကျမ်းမာရေးကိုဟိုဆောင်ရွက်ပေးနေတာကျွန်တော်တွေ့ရတယ်ခင်ဗျဟုတ်အာနာသိန်းစစ်တပ်ကရသားပြည်သူတွေနေတဲ့နေရာတွေပြင်စေယုံစာသင်ကျောင်းနဲ့ဘာသာရေးအဆောင်တွေမှာမချမ်းပြတ်မှတ်ထားတိုက်ခိုက်နေတာပါတိဘောကမူလနဲ့ကြောင်းမှာတော့2021ခုနှစ်ဒီဇင်ဘာလအတွင်းကဖြစ်ပွားခဲ့တဲ့လိကေကောတိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းရှောင်လာကြတဲ့ကရင်တိုင်းသားမိဘမြတ်ဆစ်ဆောင်ကလေးတွေပညာသင်ကြားနေရပါတယ် တလုံးမှာတော့ကလေး68ယောက်ကို CSM 71ယောက်ကပညာသင်ကြားပေးနေတာဖြစ်တယ်လို့သိရပါတယ်။